ကျွန်တော်ကတော့ဆရာလေးညွှန်ကြားရပါလူလူကောင်းဆောင်အမေတော်ဆက်စုကြီးနဲ့ပတ်သက်ပြီးတော့မိန်းကလေးတွေကိုကျွန်တော်ဖြေချပေးဖို့လည်းရှိပါတယ်လွန်ခဲ့တဲ့ရက်သက်ပတ်ကပေါ့နော်ဒီအမေစုနဲ့ပတ်သက်ပြီးတော့ဘေးကင်းဆရာမတယောက်ကနေပြီးတော့မှနေစုသည်ပီပနိုင်ငံတနိုင်ငံမှာရှိနေတယ်သမဟုတ်ရင်နေပြည်မှာရှိနေရဲဆိုပြီးတော့မှပို့ချက်ခုကိုတွေ့ရပါတယ်အဲ့ဒီပို့ချက်ကိုလည်းတော်တော်များများလာနေကြပါတယ်နေပြည်ဆိုတဲ့အဓိပ္ပာယ်ရှင်းတယ်အမေစုကတည်သွားပြီကွာလွန်သွားပြီဆိုတဲ့ပုံစံမျိုးကိုညှိနှုတ်နေပေါ့နော်ပီပဆိုတာကကျတော့အမေစုသည် ဟိုပြောရမယ်ဆိုတော့မြန်မာနိုင်ငံအတွင်းထဲမှာမရှိတော့ဘူးစစ်ကောင်စီကနေပြီးတော့မှเนาะအခြားနိုင်ငံကိုပို့ဆောင်လိုက်ပြီဆိုတဲ့ကိစ္စပေါ့ကဲနောက်တစ်ခုကကြတော့ပါလဲဆိုတော့ဒီကျွန်တော်တို့ဒီဆရာတယောက်လာပုံကိုတယောက်ပေါ့เนาะဒီအမေစုကိုအိမ်မက်မက်တယ်အမေစုကဟိုပြောရမယ်ဆိုရင်တော့ဒီလမ်းနေဒီနိုင်ငံကြီးကိုပတ်ကြည့်နေတဲ့ပုံစံမျိုးပေါ့เนาะဆိုပြီးတော့ပြောပါတယ်အဲ့တော့ပြီးရဲ့အပြင်ကိုကျွန်တော်ရေပိုင်းကအမေစုနဲ့ပတ်သက်ပြီးတော့ဘာများမေးချင်စရာရှိပါလဲကျွန်တော်ကျွန်တော်ဖြေလို့ရတဲ့ဟာလေးတွေ ကျွန်တော်ရဲ့ beating shootout ကနေရောနမိတ် shootout ရနေရောเนาะဒီ hogging ကြီးရဲ့ shootout ရနေကောပေါ့เนาะကျွန်တော်ကြောပြပေးမယ်ဆိုပြီးတော့မေးလိုက်တဲ့ကာမှာ80ရာခိုင်နှုန်းတော့အများစုကအားလုံးကဟာအမေစုဘရော့လုံးမလဲအမေစုဘရော့လုံးမလဲဆိုတဲ့မေးခွန်းမျိုးကိုပဲအဓိကထားပြီးတော့မေးလာတာကိုတွေ့ရပါတယ်အဲ့တော့ဒီနေရာမှာပြောစရာရှိတာကအမေစုဘရော့လုံးမလဲဆိုတဲ့အပိုင်းအဲ့တော့မှာတော့အမေစုနဲ့ပတ်သက်ပြီးတော့လုံမြောက်နိုင်တဲ့အခွင့်အရေး အားနည်းနေရာကိုတွေ့ရတယ်။ကျွန်တော်တို့ဟိုရေပိုင်းကတော့ဘယ်လောက်တောင်ခံမှန်းထားလဲဆိုတော့မေဆုကိုဒီနှစ်မကုန်ခင်မှာဖြူလျှော့ပေးဖို့ရှိရည်ဆိုပြီးတော့ကျွန်တော်ဟိုပြောထားတာရှိတယ်။ပြောရမယ်ဆိုရင်အမေဆုကိုစွဲဆိုထားတဲ့အမှုတွေရှိတယ်။အဲ့ဒီအကောင်ကမတရားတစ်ဖြစ်ဆွဲဆိုထားတဲ့အမှုတွေရဲ့အများကြီး။ဘာမှုဘာမှုဘာမှုဆိုတော့အဲ့တော့ဒီအမှုတွေတရားနေပြီးတော့မှဘေးမှုကိုတော့ဘယ်လောက်ရာခိုင်နှုန်းထိဘယ်လိုအခြေအနေထိဖြူလျှော့ပေးလိုက်ပါလိမ့်ဆိုတဲ့ကိစ္စမျိုးလာပါလိမ့်ဦးမယ်။ယတိပြည့်ကြီးအမေဆုကိုလွတ်မြောက်ဖို့ဆိုတာ မလွယ်ဘူးသေးပါဘူးအကယ်၍နောက်နှစ်ထဲမှာတော့မေဆုကိုလှုပ်ပေးဖို့ရှိနိုင်သေးလားဆိုတဲ့မေးခွန်းအဲ့ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့တွေ့ရမယ်ဆိုတော့နောက်နှစ်ထဲမှာတော့ကျွန်တော်တို့အမေဆုကိုလှုပ်ပေးဖို့အတွက်ယာဂိုင်တုံးကဘယ်လောက်ရှိလဲဆိုတော့85ယာဂိုင်တုံးတိရှိတယ်နော်အဲ့ဒီချက်လေးပြောချင်တယ်နောက်ပြီးရဲ့အခါကျတော့ကျွန်တော်နှစ်စဉ်နှစ်တိုင်းအမြဲလှုပ်လေးရှိတယ်2000ဒီဇင်ဘာလအရောက်တိုင်းမှာရောက်တိုင်းမှာနောက်နှစ်ရဲ့အနှစ်စာအကြောင်းလေးတွေပို့ ချုပ်ပြောတယ်အဲ့ဒါကျွန်တော်မတွေ့ရသေးဘူးမချက်ရသေးဘူးကျွန်တော်အချိန်တစ်ခုယူအောင်မယ်ဒီဇင်ဘာအတော်တင်းတက်မှာပြောဖို့ဆိုလို့ရှိတယ်အဲ့ထက်မှာလည်းအမေစုနဲ့ပတ်သက်ပြီးတော့ဒီတစ်ပုံပုံပါပါအောင်မလားဆိုတာကြည့်ပေးမယ်โอเคနောက်တစ်ချက်ကျတော့ပါလဲဆိုတာအမေစုကနိုင်ငံခြားမှာလားလုံးဝလုံးဝနိုင်ငံခြားမှာမရှိပါဘူးမြန်မာနိုင်ငံထဲမှာပဲရှိနေပါသေးတယ်နော်အမေစုကကွယ်လွန်သွားပြီလားလို့မေးခဲ့သည်ရှိတော့မကွယ်လွန်သေးပါဘူးတတိထင်ရှားရှိပါသေးတယ်ကျမ်းမာရေးကောင်းရလားဆိုရင်မေးခွန်းနဲ့ပတ်သက်ပြီးကြည့်ရတဲ့လောက်ကကြတော့ကျမ်းမာရေး ကောင်းမွန်တာကိုလည်းခံစားတွေ့ရှိရပါတယ်။ဘာနဲ့ခံစားတွေ့ရှိရလဲဆိုပြောရမယ်ဆိုရင်ကျွန်တော်အင်းစိန်ကျင်းထောင်မှာကြားတဲ့အချိန်တုန်းကကျွန်တော်တိုက်မှာပိတ်မိနေတဲ့အချိန်ရှိတယ်။အဲ့ဒီအချိန်မှာကျွန်တော်လုံးလို့ရတဲ့အလုပ်ကဘာရှိလဲဆိုတော့တမထဝိပဿနာနောက်ပြီးတဲ့ခါကျတော့ကျွန်တော်ရုပ်ဖတ်တယ်ဆိုတဲ့ဂါရမန္တန်ကိုရုပ်ဖတ်တာဗတိစိတ်တာဒီလုပ်တွေကိုပဲလုပ်ဖြစ်တယ်။အဲ့တော့ကျွန်တော်ဒီအင်းစိန်ထောင်ကိုရောက်ရှိတဲ့တလားနှစ်လားတော့ဒီမှာအပြင် information တွေမရတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကညဘက်ညတိုင်းမှတိုင်းမှာ ပရိစိတ်တယ်ဒီကျင့်စဉ်နေကျင့်တယ်ပြီးရခါမှာအပြင်ကိုအာယုံပြုတ်ပြီးတော့မှအပြင်မှာဘာဖြစ်နေတယ်ဆိုပြီးတော့ကျွန်တော်အာယုံခံအာယုံပြုတ်ပြီးတော့ဓမိတ်ယူနေရှိတယ်ဓမိတ်စကန်းယူနေရှိတယ်အဲ့တော့ကျွန်တော်ရဲ့အိမ်မက်ထဲမှာတော့လာကောင်းကျွန်တော်ဒီတရားဟိုင်တဲ့ခါမှာအမြင်ဆက်မှာတော့လာကောင်းဘီနေရာမှာဘာဖြစ်နေပြီဆိုတော့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်မြင်ရတာရှိတယ်ကျွန်တော်နဲ့အတူတူဟိုဘောနော်ကျွန်တော်နဲ့အတူတူတိုက်ဆက်တဲ့မှာနေခဲ့တဲ့ဆရာကြီးတွေအတော်များများသိပါတယ်ဖို့ဆရာကြီးဆိုလည်းတခုဆိုရင်အပြင်မှာလုံမြောက်သွားတဲ့ဆရာကြီးတွေလည်းအများကြီးရှိပါပြီ ဟိုသူတို့ဆိုလည်းအားလုံးတက်တည်ခံနိုင်တယ်ကျွန်တော်အဲ့ရနိုးပြီဆိုတာနဲ့အာကျွန်တော်မေးတယ်ကဲဘာနမိတ်ကြီးညင်သေးတယ်ဘာကြီးညင်သေးတယ်ဒီမှာဘာကြီးဖြစ်နေလဲဆိုရတာနဲ့ပတ်သက်ပြီးကျွန်တော်တို့ကိုဒီမှာဘာဖြစ်နေလဲဒီမှာဘာဖြစ်နေလဲဘာကြီးရှိနေလဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်အားလုံးကိုပြောပြပေးဦးတာရှိတယ်အဲ့တော့ဟိုအမေစုကပြောရမယ်ဆိုရင်တမထဝိပဿနာမှာအတိုင်းတာတစ်ခုထိဒီကျွန်တော်တို့တရားစကန်းကိုတရားပေါ့နော်တရားဒီကျင့်စဉ်တို့ပြောရမယ်ဆိုတော့တရားအဆင့်ပေါ့နော်တရားအဆင့်ဒီအဆင့်တစ်ခုကိုရောက်နေပြီဗျာ အဆင့်တစ်ခုရောက်နေပြီဆိုတဲ့အတွက်ကြောင့်မလို့ပြောရမယ်ဆိုရင်ပြင်မာပြည်သူတွေကနေပြီးတော့သူ့ရှိကိုမြေတားပို့တာပေးတာတွေအမေစုကျမ်းပါစေအကြောင်းဆိုပြီးတော့ဆူတောင်းပေးတာတွေကိုလည်းအမေစုကြားပါတယ်ခံစားပါတယ်အပြင်မှာတွေ့ကြုံခံစားနေရတဲ့ဆိုးရွားမှုတွေပျက်စီးမှုတွေဝမ်းနည်းပူဆွေးမှုတွေကိုလည်းအမေစုအနေနဲ့သူ့ရဲ့တရားသဘောကနေပြီးတော့တရားအဆင့်နေရနေပြီးတော့မှမြင်နိုင်စွမ်းရှိပါတယ် အဲ့ဒီချင်းရတယ်ကြောင့်မလို့သွားကကျွန်တော်ပြောခဲ့ရရှိမှပြောခဲ့သလိုမျိုးပဲပေါ့အိမ်မက်ထဲမှာအမေဆိုတာလျှောက်သွားနေရသွားလာနေရဆိုတာကလည်းဖြစ်နိုင်ပါတယ်အဲ့ဒါတော့ပါလို့စိတ်တကိုးလို့ခေါ်တဲ့စိတ်ဆွမ်းအင်နေတမာရီရဲ့ဆွမ်းအင်နေနောက်ပြီးတော့တရားတွေရဲ့ဟိုအစ်စ်နေကြောင့်မလို့မြင်နိုင်ဆွမ်းသိနိုင်ဆွမ်းနေတယ်အမေဆိုမှာရှိပါတယ်ဆိုတော့ကိုလည်းကျွန်တော်နေပြောပြခြင်း ਨੇ အဲ့တော့အမေဆိုဒီတတိတင်ချာကြမ်းကြမ်းမှာမှာရှိပါသေးတယ်ပြောရမယ်ဆိုရင်တော့အမေဆိုမှာလက်ရှိမှာဒီ အသက်သေဆုံးမှုတက်ကံအကြောင်းတရားကိုကျွန်တော်အနေနဲ့ဘယ်လိုနည်းနဲ့မှလည်းရှာမတွေ့ပါဘူးစစ်ကောင်စီရနေရလဲဒီအမေစုကိုလည်းဘယ်လိုနည်းနဲ့မှလည်းဒီအသက်အန္တရာယ်ဖြစ်အောင်လဲလုပ်ဖို့လည်းမရှိပါဘူးထိမ့်သိမ်းထားရုံတသက်ပဲတို့မှရှိပါတယ်အဲ့တော့ဟိုအားလုံးပဲပေါ့နော်အားလုံးဆူတောင်းပေးနေကြတယ်အားလုံးဆူမတောင်းပေးနေကြတယ်ဆူတောင်းစကားတိုင်းကအမေစုကြားပါတယ်သိပါတယ်မြင်ပါတယ်ခံစားရပါတယ်အဲ့တော့ဟို ဒါဆိုရင်တော့ကျွန်တော်ပြောချင်တဲ့ဟာတော်တော်များကိုပြောပြပြီးလို့ကျန်ပါတယ်အဲ့တော့အမေစုကျန်ပါပါစေအမေစုကျန်ပါပါစေအမေစုကျန်ပါပါစေအမေစုအမြန်ဆုံးပြန်လည်လို့မြောက်ပါစေအမေစုအမြန်ဆုံးပြန်လည်လို့မြောက်ပါစေအမေစုအမြန်ဆုံးပြန်လည်လို့မြောက်ပါစေ2026ကတော့ပြောရမယ်ဆိုရင်တော့တော်တော်များများလွတ်မြောက်မဲ့နှစ်လို့ပြောလို့ရပါတယ်နိုင်ငံသမားတွေကနိုင်ငံအကျဉ်းသားတွေကနိုင်ငံအချုပ်သားတွေကအဲ့ဒီမှာအမေစုကလွတ်မြောက်နိုင်မှုရာအကိုင်းတော့55အကိုင်းတော့ရှိပါတယ် မတမတ်ထားတဲ့နိုင်ငံလှက်ွက်တွေ2026မှာရောက်လာဖို့ရှိပါတယ်ဖြစ်လာဖို့ရှိပါတယ်။အားနဲ့ပတ်သက်ပြီးတော့ကျွန်တော်2026မြန်မာနိုင်ငံဟောကိန်းဆိုတဲ့အပိုင်းမှာဆက်ဆောင်ကြည့်အောင်ကျွန်တော် grant လည်းမသိသေးဘူးကျွန်တော် grant လည်းအာရုံမပြူပါသေးဘူးဟိုဒါနဲ့ပတ်သက်ပြီးတော့အချိန်မယူပါသေးဘူးပေါ့အချိန်မယူပါသေးဘူးပေါ့နော်အဲ့တော့မိတ်ဆွေစမ်းပါပါစီခင်ဗျာ